အလုံးမဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့လုပ်ငန်းစုတွေကြကအပြိုင်အဆိုင်ပြည်ကွန်ဝဲစုပွဲဆွဲသတင်းနဲ့အတူထွန်းညစာကျွေးဝဲနဲ့ပတ်သက်သမျှဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ။ ထမအောင်ဆုံးတည်တဲ့ဘောအနေနဲ့လုပ်ငန်းစုတွေကြကအပြန်ဆိုင်ဘစ်ကွန်ဝယ်စုပွဲဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဆွေးထည့်ကျမရဲ့လုပ်ငန်းတစ်ခုဟာဘစ်ကွန်တွေဝယ်ထားကြောင်းကြေညာအပြီးမှာရှယ်ယာဈေးတွေ39ခန်းလုံးအထီးထိုးတက်သွားခဲ့ပါတယ်။ဆွေးရင်အခြေစား H1 Adware Group ဆိုတဲ့ကျမရဲ့နေပညာကုမ္ပဏီဟာသူတို့ရဲ့စီးပွားရေး viewer တဲ့အရာဒေါ်လာ၄သိန်း9830တန်ဖိုးရှိတဲ့လေးတဲ့တမ3ကို BTC ဝယ်ထားပြီးဖြစ်ကြောင်းကြေညာအပြီးမှာအခုလို share ရဈေးတွေခုန်တက်ခဲ့တာပါ H1 Agro ရဲ့ CEO Santa Anderson ကတော့အခုဘေးကွန်ဝယ်ယူမှုဟာ Phase 1ဖြစ်ကြောင်းဆိုထားတာကြောင့်နောက်ထပ်လည်းဘေးကွန်ဝယ်ယူမှုတွေထက်ရှိလာနိုင်ပါတယ်။ H1 Agro Group အပြင်တရုတ်လျက်စက်ကား company ဖြစ်တဲ့ Juicy ဟာလည်းတထောင် BTC ဝယ်ဖို့အစီအစဉ်ကိုအတည်ပြုလိုက်ပြီးဖြစ်ပြီး2026ခုနှစ်ထဲမှာဝယ်ယူသွားတော့မှာပါ။ Juicy ရဲ့ CEO Taoli ကတော့ Bitcoin ဟာအတဲအကျကျန်းတာကိုလက်ခံပေမဲ့အခုလို Bitcoin ဝယ်ဆိုတာဟာလည်း company ရဲ့ပိုင်ဆိုင်မှုပိုင်းနေ ရေယူနိုင်မှုတွေနဲ့အကျိုးအမြတ်ယူနိုင်မှုတွေဟာအာသာစေနိုင်မယ်လို့မျှော်လင့်ကြောင်းဆိုထားပါတယ်။2024ခုနှစ်ဝန်ကျင်ကစလို့ Bitcoin အပါအဝင် cryptocurrency ကို company ဘဏ္ဍာငွေအဖြစ်ဝယ်ယူစုဆောင်တဲ့ပုံစံဟာ company ကြီးတွေကြားထဲမှာခေတ်စားလာပြီးအခုချိန်မှာ Bitcoin နဲ့ crypto တွေကိုဝယ်စုထားတဲ့ company ပေါင်း109ခုအထိရှိလာနေပါပြီ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထရန့်ညစာကျွေးဝဲနဲ့ပတ်သက်သမျှဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒေါ်နယ်ထရန့်ရဲ့ညစာကျွေးဝဲကြီးကတော့ပြည်ဆောင်သွားပါပြီ။အအောင်မြင်မြင်နဲ့ပြည်ဆောင်သွားတာဆိုတာထက်ထရန့်ရဲ့ထုံးစံအတိုင်းဝေဖန်တန်တွေစုစုညံညံနဲ့ပဲပြည်ဆောင်သွားခဲ့တာပါ။ထရန့်ဟာဒီပွဲကိုတမရရာလူပြင်ပမင်းခွန်ဖန်နီသူတရားအနေနဲ့သူ့ရဲ့ Virginia Golf Club မှာကျင်းပခဲ့တာဖြစ်ပေမဲ့ဒီပွဲအတွင်းမင်းကွန်ပြောခဲ့ရမှာတော့ US တမရအမတ်တစိပ်ပါဝင်တဲ့စကားပြောစဉ်နောက်ကနေမင်းကွန်ပြောခဲ့ပါတယ်။ ဒီလိုမျိုးတမရအမတ်တစိတ်ကိုပြင်ပနေရတွေမှာအတုံပြူတာဟာဖက်ဒရယ်ဥပဒေကိုချိုးဖောက်ရာရောက်နေပြီးချိုးဖောက်သူတွေဟာဒဏ်ငွေဒါမှမဟုတ်ထောင်နဲ့6လအထိကြာခံရနိုင်ပါတယ်။ဒါပေမဲ့လည်းထရန့်ကတော့ကောက်ကလက်ကိုစစ်တပ်တုံးဟယ်လီကော်တာနဲ့ရောက်လာ US တမရတစိတ်နဲ့စကားပြောစင်တော့မှမိန်ကုန်းပြောခဲ့ပြီးမိန်ကုန်းလေးထဲမှာတော့ Finance အစိုးရလက်ထက်ကခရစ်တိုမူဝါဒတွေအပေါ်ပြတ်မှတ်ထားတိုက်ခိုက်တဲ့စကားလုံးတွေပါဝင်ခဲ့ပါတယ်။ထရန့်ကစာဝတ်ကိုတက်ရောက်သူတွေဟာလည်းနိုင်ငံတကာထရန့်ဟိုတာတွေဖြစ်တာကြောင့် US တမရတရားအနေနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာနိုင်ငံသားတွေစီကအကူအညီယူခွင့်မရှိဘူးဆိုတဲ့ဥပဒေကိုခက်ပါပါချိုးဖောက်လာနိုင်ကြောင်းလည်းထောက်ပြနေကြပါတယ်။ထရန့်ကိုထောက်ပံ့လိုတဲ့နိုင်ငံသားလုပ်ငန်းရှင်တွေဟာငွေသားနဲ့ထောက်ပံ့တာမျိုးမဟုတ်ဘဲထရန့်မင်းကွိုင်ကနေတစင်ထောက်ပံ့ပြီးပုဂ္ဂိုလ်ရေးဆိုင်ရာအကျိုးအမြတ်ထုတ်တာတွေရှိလာနိုင်တာကြောင့်ထရန့်မင်းကွိုင်ဟာနိုင်ငံရေးသမားတွေအထူးသဖြင့်အတိုက်အခံဒီမိုကရက်တရဲ့ထောက်ပြစရာအကြီးကြီးဖြစ်လာနိုင်ပါတယ်။ အခုထရန်ညာသာစာပွဲကိုတက်ရောက်လာကြသူတွေထဲမှာတော့ Trump ဘုံတီထောင်သူ Justin Sun, NBA National Basketball Association ကစားသမားဟာ Lamma Odin အရှိတိုင်းသာခရစ်တိုအကြီးတဲ့အရာရှိတွေဖြစ်တဲ့ San Croc O နဲ့ Vincent Liu တို့ပါဝင်ခဲ့ပါတယ်။ဒီထဲမှာမှ Justin Sun ဟာ Trump ဘိုင်း WLFI platform နဲ့လည်းဆက်ဆက်မှုတွေရှိနေတယ်လို့ Trump ရဲ့ခရစ်တိုဘိုင်းဆိုင်ရာအကြံပေးဖြစ်လာနိုင်ကြောင်းလည်းထင်ကြေးပေးမှုတွေရှိနေပါတယ်။ နိုင်ငံရေးနဲ့အကျိုးအမြတ်ဆိုင်ရာဝေဖန်မှုတွေနဲ့အတူနောက်ထပ်ဝေဖန်စရာတစ်ခုကတော့ထရန်ယာစာစာဝဲမှာကြွေခဲ့တဲ့အစာအသောက်တွေပါအသားလေးနဲ့နဲ့အတီးရွက်လေးနဲ့နဲ့နဲ့မဝရေစာသားဖြစ်ခဲ့ပြီးစုစုပေါင်းဒေါ်လာ148မီလီယံလောက်သုံးထားသူတွေကိုကြေးတာကြမျိုးလားဆိုပြီးမကျေနပ်သူတွေကမကျေနပ်ကြပါဘူး။ဒါပေမဲ့လည်းညကစာဝဲတက်ရောက်ခဲ့တဲ့ Tran Holder တွေကတော်တော်များများဟာ Tran Token တွေကိုပြန်ရောင်းသူရောတခြား Token အဖြစ်ပြောင်းသူပြောင်းဆိုတော့နှစ်ဖက်လုံးကစေတနာရောင်းမြန်ဟကြပုံပါပဲ။ ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။